မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါတယ်မိုးလေဝသနဲ့ဇလဗေဒညံကြားမှုဦးစီးဌာန၏2025ခုနှစ်အေပြီလ10ရက်နေ့မြန်မာစံတော်ချိန်16:00နာရီအချိန်ထုတ်ပြန်ချက်များကိုကြေညာပါမယ်ရှင် မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းတို့တွင် ဖြစ်ပေါ်နေသောအာကောင်းသောလေပြင်းနှင့်ရေဝန်သည်ဆက်လက်တည်ရှိနေပါသည် အဆိုပါအကောင်းတော်လေးဖျားနေရဝန်သည်ကနအူးတွင်မြောက်အနောက်မြောက်ဘက်သို့ရွေလျားနိုင်ပြီးထိုမှတဆင်မြောက်အရှေ့မြောက်ဘက်သို့ပြန်ကွေကဆေးရက်လေးလ2025ရဲ့နေ့တွင်ဘင်္ဂလားပင်လယ်အော်အလဲပိုင်း၌တဖြည်းဖြည်းအာရုံသွားနိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရှိရပါသည် အဆိုပါအကောင်းသောလေဖျားနေရဝန်ဤအရှိန်ကြောင့်ယနေ့ညမှာ10ရက်4လ2025ရက်နေ့အထိနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမိုးချစ်ချုံရွာနိုင်ပါတယ်။၁၇ရက်လ2025ရက်နေ့မှ၁၆ရက်လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင် ိုင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာစိစိမှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်ရီမိုးကြီးနိုင်ကြောင်းသိရှိရပါသည်။ သူဖြစ်ပါ၍မိုးသည်ထန်စွာရာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးဆိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျက်တပြက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိ ကုန်းမြစ်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်အလကောင်မြေငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုအန္တရာယ်များကို၎င်းကြိုတင်တည်ပြုရှောင်ရှားနိုင်ပါ ရန်အကြံပြုထားကြောင်းသိရှိရပါတယ်ရှင်။